ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရကတက်တော်အေအေတို့ကြားနှစ်ဖက်တိုက်ပွဲတွင်ပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွင်ပြုလုပ်လာနေပါတယ်။ပြီးခဲ့တဲ့အေဗီလာဆန်းပိုင်းကနေစပြီးဒီကနေ့အရှင်တီအာရကတက်တော်ထိန်းချောက်ရနေရာတွင်ကိုစစ်ကောင်စီဘက်ကစစ်ကြောင်းတွင်ဖြန့်ကျက်တိုက်ခိုက်မှုအပါအဝင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်နဲ့တန်ဆင်မြေကျောမှာနေရာယူထားတဲ့ စက်ကောင်စီရဲ့စစ်တမ်းဘွား9စီးကနဲ့ပက်ကူဘဲတိုက်ခိုက်မှုနဲ့အတူလေရင်ဒရုန်းအပြင်စက်တက်လေထီးတွေကိုပါတင်းတင်းကျပ်ကျပ်အသုံးပြုတိုက်ခိုက်လာနေတာလို့စစ်ရင်တည်းရင်းမြစ်စီကနဲ့သိရပါတယ်လက်ရှိမှာ AA ထိန်းချုပ်စိုးမိုးခဲတဲ့လက်ကမောမလက်ကျောင်းနဲ့ပြင်းစီကြေးရတွေအထိဒုစစ်စင်တိုက်ခိုက်နေတာဖြစ်ပြီးအဲ့ဒီကြေးရတွေရဲ့နေရာအနှံ့ပြားမှာစစ်ကောင်စီတပ်ဖွဲ့တွေကနေရာယူထားတယ်လို့သိရပါတယ် ဧပြီ24ရက်မနေ့ကညနေပိုင်းကလည်းရနိုင်တောင်ကျေးရွာကိုစစ်ကောင်စီကအသေးခံဒရုန်းနဲ့ဘုံးချေတက်ခတ်ခဲ့တာကြောင့်စစ်ဘေးရှောင်တကြီးပိုင်းအမျိုးသမီးတို့သေဆုံးပြီးနောက်ထပ်ဒေသခံတို့ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ပြင်ရှင်မလွကျွမ်းနဲ့လက်ကမော်ကျေးရွာတွေအပြင်ကြောက်ဖြူဒေသမှာလက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲနေရာတွေဟာစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့တရုတ်စီမံကိန်းတွေကိုထိန်းချုပ်ဖို့အရေးပါတဲ့နေရာတွေလို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းကြောက်ဖြူမြို့နယ်ပြင်ရှည်ရွာနဲ့ကလဘာရွာကြားလက်ကမော်နဲ့မလကျန်းရွာတိကြားနမ်းမေးတောင်နဲ့ကန်ဒီကျေးရွာကြားစစ်တောင်းနဲ့စင်မော်ကျေးရွာကြားတွေမှာတိုက်ပွဲလေးနေရာအထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ကျောက်ဖြူမြို့နယ်ဟာရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက်စီးပွားရေးနဲ့စစ်ရေးအရာအရေးပါတဲ့အခွင့်အလမ်းနဲ့ပင်လယ်ထွက်ပေါက်တွေရှိပြီးလက်ရှိမှာတရုတ်စီမံကိန်းတွေကလည်းဒေါ်လာဘီလီယံနဲ့ရှိတဲ့အကျိုးအမြတ်တွေကိုစစ်ကောင်စီကအရရှိနေတာလေးဖြစ်ပါတယ်